သမားလုံးဝမင်္ဂလာခင်ဗျ155 111တန်ပွဲကြီးမှာပြိတ္တိမျောလင်းဆောင်စားနေခဲ့တဲ့မြန်မာဖိုက်တာဆွန်ရက်ရဲ့ပွဲစဉ်ကတော့ပွဲစဉ်ပြီးဆုံးသွားခဲ့ပါပြီမွန်တိုင်းသားလေးဆွန်ရက်ဟာပဲဝီရှင်းနဲ့ပြန်ထိုးရတဲ့စိတ်မြေပွဲမှာလည်းနိုင်ပွဲထပ်မံရောက်သွားနိုင်ခဲ့ပါတယ်ခင်ဗျသူတို့နှစ်ယောက်ဟာပထမတစ်ချိန်တုန်းက155 91မှာစုံတွေ့ခဲ့ကြတာဖြစ်ပါတယ်ဒီနေ့မှာတော့သူတို့နှစ်ယောက်ကိုစိတ်မြေပွဲအဖြစ်155 ဝါဝါပြိုင်ပွဲမှာပွဲပြန်တယ်ပြီးခဲ့တယ်138ပေါင်တန်းကက်ဝိတ်တန်းပွဲစဉ်ဖြစ်ထိုးခဲ့ကြတယ်ခင်ဗျပွဲရတော့အကျိန်နဲ့တကယ်ကိုကြီးကောင်းခဲ့ပါတယ်စွန်ရက်ဟာပဲ့ဝီရှိရဲ့အားနဲ့ချက်တွေကိုအရန်သိရှိနားလည်နေတယ်လို့ဖြစ်ခဲ့တာတော့ပွဲကြည့်ရှုလိုက်တဲ့သူတိုင်းခံစားနားလည်နိုင်ပါတယ်ခင်ဗျပဲ့ဝီရှိဟာဒီပွဲမှာရှုံးကျွေးပြန်ဆက်နိုင်မှုအတွက်တေးလျှောက်ပြင်ဆင်လာခဲ့တယ်ဒါပေမဲ့ ုတ်ဝီရှစ်ကဘယ်ကွက်ကိုဘလို့ဘယ်ချိန်မှာထုတ်သုံးမယ်ဆိုတာတွေအားလုံးကိုဒီဘက်ကမွန်တိုင်းသားလေးစွန်ရက်ကအားလုံးအလွတ်ကြထားသလိုပါပဲအကောင်းဆုံးဒက်ဖတ်ပြန်လုပ်သွားနိုင်ခဲ့တယ်ပြောမယ်ဆိုရင်ပုတ်ဝီရှစ်ဘက်ကရှေကန်ကျက်တစ်ချက်ကိုထုတ်သုံးရင်သူ့ဘက်ကလည်းရှေကန်ကျက်တစ်ချက်ပြန်ထုတ်သုံးပြီးသားဖြစ်နေတယ်တယောက်တစ်ချက်ထိအဲ့လိုအနေထားမျိုးပေါ့လေဒီနေရာမှာဘာအားသာသွားခဲ့တယ်လဲဆိုတော့စွန်ရက်ရဲ့လက်သီးချက်တွေပါပဲလက်သီးတွဲလုံးနေဟာဒရက်ဆက်ဆိုသလိုပဲ ပတ်ဝီရှိကိုထိမှန်ခဲ့ပါတယ်။နောက်ပြီးတော့ထိမှန်ချက်တွေအားလုံးကလည်းတကယ့်ကို အမှတ်ရနိုင်တော့စရာထိမှန်ချက်တွေဖြစ်ခဲ့တာကိုကျွန်တော်မြင်တွေ့ရတယ်ခင်ဗျ။ပတ်ဝီရှိက "तू ထိုးလို့မရတော့ဘူး"ဆိုတာနဲ့ဆွန်ရက်ကိုအတင်းဆွဲပြီးဖက်ပြီးတော့လူချင်းလုံးပြစ်လိုက်ပါတယ်။ဒိုင်ကပြန်ခွဲပေါ်လေအဲ့လိုအနေထားတွေကိုရောက်ခဲ့ပါတယ်။လူနှစ်ယောက်ပူးကပ်သွားတဲ့အခြေအနေတွေမှာဒိုင်ကနေစက်တိုးဝင်ပေးထားတဲ့အနေထားကိုလေ့လာပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်း ဆွန်ရက်ကတားခဲ့တာကိုတွေ့ရပါတယ်ခင်ဗျလူနှစ်ယောက်ပုတ်ကတ်သွားတဲ့အချိန်မှာဆွန်ရက်ရဲ့ဒုတက်ချက်တွေကပတ်ဝီရှစ်ကိုတော်တော်များထိမှန်ခဲ့ပါတယ်အဲ့ဒါကြောင့်လဲအမှတ်နဲ့ဆုံးဖြတ်တဲ့အချိန်မှာဆွန်ရက်ကအနိုင်ရလက်ကိုတတ်မှတ်ပေးခဲ့တာလို့ကျွန်တော်ဥစမ်းမိရခင်ဗျဘာဖြစ်ဆွန်ရက်အနေနဲ့ဒီပွဲမှာနိုင်ပွဲရလိုက်တာဟာတကယ်ကိုကောင်းမွန်တဲ့အရေးတည်တစ်ခုပြန်လဲတောင်းလဲခြင်းပါပဲ။ဒါကြောင့်လဲဆိုတော့သူ့အနေနဲ့ရှေ့မှာ ငါးဝဲသက်တိုက်နိုင်ခဲ့ပြီးရတော့သူဟာဆက်ဆံရဲ့ညီဖြစ်တဲ့ခန့်ပွန်နိုင်နဲ့ထိုးခဲ့ရတယ်။အဲ့ပွဲမှာသာနိုင်ခဲ့ရင်အမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးရဖို့ရှိနေခဲ့တာ။ဒါပေမဲ့အဲ့ပွဲမှာရှုံးသွားခဲ့ရတယ်ပေါ့လေ။အဲ့တော့ဆွန်ရက်အတွက်ဒီပွဲဟာနိုင်ပွဲလိုအပ်နေတဲ့အချိန်ဖြစ်တယ်။အနိုင်ရအောင်လဲဆွန်ရက်စားဆောင်ပြသွားနိုင်ခဲ့တယ်ခင်ဗျ။အဲ့တော့ဆွန်ရက်ကနိုင်ပွဲနဲ့အတူလမ်းကြောင်းမှန်တက်စီကိုပြန်တက်လာနိုင်ခဲ့တဲ့ပွဲလို့ ကျွန်တော်ကတော့ယူဆသတ်မှတ်မိပါတယ်။ပက်ဝီ၈ကတော့နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာသူဒီအခုမတိုင်ခင်ထိုးခဲ့ပွဲပေါ့လေအဲ့ပေါ်မှာယော့စစ်ကိုနိုင်ခဲ့တယ်ဒါပေမဲ့အခုတော့အချုံရလတ်နဲ့ပြန်လည်ရင်ဆိုင်သွားခဲ့ရတယ်ပေါ့လေဆုံးရအတွက်ကတော့ပက်ဝီ၈ကိုနှစ်ကြိမ်တွေ့ရမှာနှစ်ကြိမ်လုံးအနိုင်ရတယ်မှတ်တမ်းကောင်းကိုရသွားတယ်ပက်ဝီ၈ကတော့ဆုံးရကိုနှစ်ကြိမ်တွေ့ရမှာနှစ်ကြိမ်လုံးရှုံးရတယ်မှတ်တမ်းစုကိုရရှိသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာမြန်မာဖိုက်တာလေးဆုံးရအနိုင်ရသွားတာဟာမြန်မာပြည်သက်တွေအတွက်ကြော်ရွှင်စရာကောင်းတာမို့ ီသတင်းလေးကိုပြည်သက်တွေသိရှိရအောင်တင်ဆက်ပြပေးလိုက်ပါရခင်ဗျာကြည့်စုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ